ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်တမရဆိုတာပေါ့နော်အဲ့လိုလေတိတ်ပြောမပြောချင်ပါဘူးပဲအဲ့လိုပြောရရင်ကျတော့တိတ်မကောင်းပါဘူးထားလိုက်ပါတော့ကျွန်တော်တမရဆိုတာကရန်သူရဲ့အချိန်ဤအချိန်ခါဤသူတို့လုံနိုင်တဲ့အနေအထားတွေကိုသုံးသက်တဲ့တမရဖြစ်သွားတာပေါ့ အဲတက်မတော်တော့အရင်တော့ကတော့ကျွန်တော်တို့ဖေလိုလက်ထက်တော့ဆိုရင်တက်မတော်ကအမြဲတမ်းပေါ့နော်လိုက်လံနေတုတ်တင်နေရှင်းလင်းနေအဲလက်လက်နဲ့တုတ်တင်နေရှင်းလင်းပြီးတော့မှကျွန်တော်တို့ကပြည်အောင်စုအဲဆိုရှယ်လေးပေါ့နော်လမ်းစဉ်ကိုကျွန်တော်တို့သွားတာပေါ့ဟိုနေရာတိုင်းမှာမြန်မာနိုင်ငံအားလုံးမှာတက်မတော်ရှိတယ်ဆိုတော့နိုင်ငံကိုကာကွယ်ခြင်းနဲ့စိတ်ပေါ့ဗျာလူမျိုးကိုကာကွယ်ခြင်းနဲ့စိတ် အဲ့ဒီစိတ်တခုနဲ့တမတော်ဆိုတာကယက်တိခဲ့တာကြာခဲ့ပြီဒါပေမဲ့တမတော်ရဲ့စေတနာတွေအတမတော်ဒီနိုင်ငံအကြီးအကဲတွေအစိုးရတွေရဲ့တမတော်ကာကွယ်ဦးစည်းချုပ်တွေပေါ့နော်အစင်ဆက်ပေါ့ဒါထားပါဦးနေဝင်းခေတ်ဆိုကျွန်တော်တို့ငယ်ပါသေးတယ်နော်ဦးတန်းရွှေအဲဦးသိန်းစိန်နော်အခုဒါဒေါ်စုကြည်ကတော့ဒါလုံးဝအယက်သားစစ်စစ်အစိုးရပေါ့အဲပြီးတော့အခုကအဘကကျော်ကြီးဦးမေအောင်လိုင်းတို့လက်ထက်မှာကျွန်တော်တို့က တက်မရိုဆိုတာကလူတွေအားလုံးကကျွန်တော်တို့တက်မရိုကိုမုန်းခဲ့ကြတယ်အာနာရှင်ဆန်နေအာနာရှင်ဆန်နေလောက်ရည်လုံးတယ်အပြည်သူလူထုမှာအနိုင်ကျင့်နေအစီမဲ့ကံမဲ့နဲ့ဥပဒေတွေချိုးပေါက်တယ်ဆိုတော့အမြင်မျိုးတွေမြင်ခဲ့ကြတယ်အဲ့အမြင်မျိုးတွေကမကြပါဘူးဗျအဲ့ဥက္ကဋ္ဌနှစ်ပေါင်း80သူတို့ပြောနေနှစ်ပေါင်း80 အဲ့ဒီနှစ်ပေါင်း90အတွင်းမှာတက်မတော်အနေနဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ဒီအစင်းစင်းနော်ပူချုပ်ကြီးနေဝင်ရနေပြီးတော့မှအခုတက်မတော်ကာကွယ်ဦးစီးချုပ်နော်နိုင်ငံတော်ဦးစီးချုပ်ဦးမရောင်လိုင်းအထိတိုင်းပြည်အတွက်အဲ့နှစ်ပေါင်း90မှာဒီတိုင်းပြည်တည်ငြိမ်အောင်ဒီတိုင်းပြည်အေးချမ်းအောင်နော်ဒီတိုင်းပြည်ရဲ့ကျမ်းမာရေးစီးပွားရေးပညာရေး လူမှုရေးပြဿနာတွေကိုကမ္ဘာတော်ဝင်ပြီးတော့မှအကြီးအကဲတွေဖြစ်သွားတဲ့လူကြီးတွေကပဲဖြည့်ရှင်းပေးနေတာဖြစ်တယ်။ဒါလက်ရှိမြေပြင်ပဂရိအရှိတရားပါနော်ဆင်းရဲတာချမ်းသာတာတွေကိုပြည်သူလူထုတွေကိုဘလို့နှိပ်ပတ်နှိပ်ဆက်တယ်ညှိပန်းတယ်အဲ့ဒီမပြောနဲ့ကျွန်တော်တကူနားလည်အောင်ရှင်းပြမယ် ြည်သူလူထုတွေကရောဥပဒေနဲ့အညီထုတ်ထားတယ်ပေါ့နော်စီကန်းတွေကိုလိုက်လာပြီလားနှစ်ပေါင်း80အတွင်းမှာတစ်လုံးနေနှလုံးနေသုံးလုံးနေ1 2 3เนาะပြီးလို့ချင်းဖဲဝိုင်းနေဂျင်ဝိုင်းနေကြက်ဝိုင်းနေပြီးလို့ချင်းကာစီနိုတွေ ခမားတို့ကပြောတယ်ပြည်သူမပိုင်အစိုးရကောင်ဒီရမပေါ်ပေါလာနိုင်ဘူးတဲ့ဟုတ်ပြီရတယ်အဲ့တော့ကြတော့ဒီလောင်းကစားတွေကိုပြည်သူမပါဘဲနဲ့ကောလှုပ်လို့ရလားလို့ကျွန်တော်မေးခြင်းတယ်အကျဲလေးပဲလှုပ်တယ်တို့ရင်လေးနေဆိုင်ကလေးဖမ်းတယ်ကားလေးဖမ်းတယ်တို့ ဝိတောက်လေးပေါ့နော်ဝိတောက်မစင်းရင်တွေကမဖမ်းဘူးဝိတောက်စင်းရင်တွေကဖမ်းပါပဲနော်အဲ့တော့မြန်မာနိုင်ငံကဒီမိုကရေစီတက်ကြိုကြိုကြိုလို့နေတယ်ကျွန်တော်ပြောမှဒါတွေမဟုတ်သေးဘူးဒါကအမီးကျွေးတာနော်ကိုကမဟုတ်တာလို့ထားရင်တော့ပြည်ပြည်လေးလေးပေါင်းသိရမယ်ဆက်ဆံရမယ်အရင်တိန်းဆိုလဲဒီလိုပဲပြည်သူလူထုနဲ့ထီးထွေနေတဲ့ဝန်ထမ်းဖြစ်နေတဲ့အတွက် ဆက်ဆံရေးကောင်းမွန်တဲ့ပြည်သူလူထုနဲ့ထိတွေ့မှုအမျိုးရှိနေတဲ့ဝန်ထမ်းမျိုးတွေလိုအပ်တယ်အဲ့တော့ပြည်သူနဲ့ဝန်ထမ်းနဲ့အစိုးရရဲ့ဂျားမှာကြည်ပေးရမယ်အဲ့တော့ခမရတို့နှစ်ပေါင်း90အုပ်ချုပ်လာတယ်ဆိုတော့တမတော်စစ်တပ်အုပ်ချုပ်တဲ့တမတော်ကာဝေးဦးစီးချုပ်တွေအုပ်ချုပ်တဲ့ လူတွေကပဲဒီတိုင်းပြည်ကိုအကောင်ဆုံးတည်ဆောက်နေတာဖြစ်တယ်။နှစ်ပေါင်း90ဆိုတာနော်ခမားတို့ထင်လာတာကခမားတို့ကအော်ပလိုက်တယ်အကြီးပြောပလိုက်တာနှစ်ပေါင်း90ဆိုတာခဏလေးခမားတို့အခုလက်ရှိမင်းကိုနိုင်အမြဲတမ်း88ကျောင်းသားကောင်းဆောင်ပြီးနိုင်ငံရေးသမားဟမ်အခုခမားတို့မင်းကိုနိုင် ငါတို့မင်းတို့နဲ့အတူတူရှိနေမယ်ဒီ2021ဖေဖော်ဝါရီလတရနေ့ခင်းချင်းတော့ဒါအောင်ပြောတာနော်88တရနေ့စားခဲ့ပြီးတော့မှကျောင်းသားကောင်းဆောင်မှာအဲငါတို့မင်းတို့နဲ့အတူတူရှိနေပါမယ်ဆိုတဲ့ကောင်ကအခုဘာဖြစ်နေလဲတော်ထဲမှာဘိန်းသားဖြစ်သွားပြီနော် ခမရိုကွန်တိုင်းပြည်ကိုချစ်ပါတယ်ဆိုပြီးတော့မှ MRDB ဖိုးတို့ဘာလို့မှလုတ်ခဲ့တဲ့ကြော်တလင်းဘလို့ရုပ်ရည်မျိုးနဲ့တော်ထဲမှာရှင်သန်နေရလေအခုခမရိုရဲ့မင်းကိုနိုင်ဘလို့ရုပ်မျိုးနဲ့ရှင်သန်နေရလေလင်းလင်းတို့ချစ်သူဝေတို့ဗမာလဲပိုင်ဖြိုးသူတို့မင်းမော်ကွန်းတို့ ဇင်ဝိုင်းတို့ငပေါ့တို့ဘလို့ဥပရိယုတ်မျိုးနဲ့လူဘဝပေါ့နော်ဘယ်နိုင်ငံမှာရောက်ရောက်ဘယ်တော်ထဲမှာရောက်ရောက်ဘလို့ရှင်သန်နေရလဲဘလို့ဖြတ်သန်းနေရလဲအဲ့ဒီအားလုံးအချုပ်ကဒီမြေဒီရေဒီဆန်ရေစဘာတော်တော်တဘာဝရဲ့ ဗုဒ္ဓဘာသာတရားတွေရဲ့ကျင့်ဝတ်အောင်မှာနေထိုင်နေခဲ့တဲ့လူတွေကဒီနိုင်ငံဒီတိုင်းပြည်ဒီလူမျိုးဒီနိုင်ငံရဲ့အလံကိုတစ္ဆာဖောက်ခဲ့လို့သူတို့ရဲ့ဥပဒေရုပ်တွေကိုခမားတို့ကြည့်ကြည့်လိုက်ခမားတို့ပြောတဲ့လူမင်းဆိုတဲ့ရုပ်ရှင်သေုပ်ဆောင်ပေါ့ခမားတို့ပြောတဲ့မင်းမော်ကွန်း ရုပ်ရှင်သရုပ်ဆောင်ပေါ့ဘလို့ဥပရိယုတ်မျိုးတွေ ਨੇ ဒီတိုင်းပြည်မှာရှင်သန်နေရတယ်เนาะခမရတို့ကြီးကြီးလိုက်ပါเนาะခမရတို့ကိုဒီနိုင်ငံဒီစပူဒီပါလက်ရတောင်ကျွန်းမှာဗုဒ္ဓဘာသာတရားထွန်းကားတဲ့နိုင်ငံမှာเนาะအဲ့တော့ကြတော့လူရဲ့ဘဝတွေက ျက်စီးရပျက်စီးကြောင်းတွေကိုသွားရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအစပျက်စီးသွားတယ်ဒါတွေကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေနော်ခမားတို့အနီပဲနီနီစိမ့်မဲစိမ့်စိမ့်ဟွာပဲဟွာဟွာပြပဲပြပြလက်သုံးချောင်းပဲထောင်းထောင်းဒုံစုကြည်ကိုပဲအားပေးထောက်ခံတဲ့လူတွေပဲဖြစ်ဖြစ်အစိုးအကောင်အချိုးအချောင်းဆိုတာက အမြဲတမ်းဒွန်တွဲနေတာဖြစ်တယ်အဲ့ဒီဒွန်တွဲနေတဲ့အရာတွေမှာမှခမားတို့က ခမားတို့အခုဆောနာပြောခဲ့တဲ့နှစ်ပေါင်း90မင်းတို့တက်မတော်အုပ်ချုပ်ခဲ့တာမင်းတို့ကာဝေဦးကြီးချုပ်တွေအုပ်ချုပ်ခဲ့တာဘာမှဖြစ်ဖြစ်ဘူးမလုံနဲ့ခမားတို့ကျွန်တော်ချိန်ချင်းကာကာပြောတယ်မူဆယ်မန္တလေးပြည်တော်စုလမ်းမကြီးမြဝတီရန်ကုန်အာရှလမ်းမကြီးနော်မတိုးတိတ်မပွင့်ပြိုးသွားတာကခမားတို့အဖြစ်သမားတွေရှိလို့တမရောကာဝေဦးစည်းချုပ်ဘုံချုပ်မူကြီးဦးတန်းချွေ နေပြည်တော်လိုနေရာကြီးကိုဟမ်တိဆောက်ခဲ့တချို့သောစောက်တော်သားတွေကနေပြည်တော်အားလက်ပူပူဒူဒူနဲ့တချို့တို့ကျဲတဲ့နေတယ်အဲလာလိုက်သေးတယ်အဲ့လိုမျိုးမျိုးတိဆောက်နိုင်လားတိဆောက်နိုင်တဲ့ခေါင်းဆောင်ပေါ်ပြီလားမြန်မာပြည်မှာခင်ဗျားတို့ပြောတဲ့စာမတက်ပါဘူးလို့ဆယ်တန်းမအောင်ဘူးလို့ခင်ဗျားတို့ လူတွေစောက်ပြောတဲ့စကားကိုယုံခဲ့တာတမ္မတော်ကာဝေဦးကြီးချုပ်ဘုံချုပ်မူကြီးဦးတန်းဆွေအာနေပြည်တော်ဆိုတဲ့အကြီးဆုံးမြန်မာနိုင်ငံမှာမျိုးကြီးကိုတည်ထောင်ခဲ့တာအပြည်ပြည်ဆိုင်ရာလေရင်ခွင်ကြီးကိုတည်ဆောက်ခဲ့တာတရားဥပဒေရင်ခွင်ကြီး နေပြီးတော့ပြည်ပဆိုင်လိန်ကွင်းကြီးတွေနေပြီးတော့လို့အကြီးဆုံးမြို့ကြီးကိုတိုင်းတဲ့ပြည်နဲ့၁၄ခုကနေပြီးတော့မှ နေပြီးတော့တိုင်းစစ်ဌာနချုပ်ကြီးနေပြီးတော့နေရာကြီးလိုမျိုးပေါ်ပေါက်ခဲ့တာအဲ့ဒါစစ်ဆိုးရမကောင်းဘူးပေါ့မကောင်းတာစစ်ဆိုးရမဟုတ်ဘူးမကောင်းတာတချို့တချို့တော့အခုလက်ရှိ လက်သုံးချောင်းတောင်တဲ့လူတွေနှီးပိတ်နှလပိတ်နှုံးတွေပုပ်ကိုဆွဲအာအရန်ကြီးလို့နဲ့ပြည်သူတွေခမားတို့မကောင်းခဲ့လို့ဒီနိုင်ငံဒီလိုဖြစ်သွားတာအဲ့တော့ကျွန်တော်အမျက်မြတ်တာပဲပြောမှာအခုခမားတို့ကောင်းပါလေဆိုတော့မင်းကိုနိုင်တို့ဘာဖြစ်တယ်ဟမ်ပြည်သူတွေရှေ့မှာပဲ ငါတို့ရှိပါတယ်မမမမယက်တီပါမယ်ပြည်သူတွေနဲ့ဆိုတော့လူတွေအခုဘာဖြစ်နေလဲအရေးတော်ပေါ်အောင်ရပါမယ်ဆိုတော့စီဒီအမ်မလို့ရင် မရပါဘူးဆိုတော့ပြည်ဒီဦးတို့အိနာကျော်စင်တို့လူမင်းတို့အခုဘာလုပ်နေပြီလဲချက်တော်ကမြတ်မြတ်တော်တာပဲပြောရပါလိမ့်မယ်ပေါ့နော် ခမတို့ပြည်သူလူထုတွေကဝန်တန်းတွေအကြိုက်မဖြစ်ပါစေနဲ့ခမတို့ပြည်သူလူထုတွေတရားဥပဒေကို လိုက်နာပါမချိုးဖောက်ပါနဲ့နော်ခမတို့တွေမလိုက်နာနေသေး၍တိုင်းပြည်ပျက်စီးပါလိမ့်မယ်အဲ့တော့ဝန်တန်းရုပ်ဝန်တန်းစိုးဝန်တန်းညစ်ပတ်တွေရဲ့လပေးလက်ယူအဂရီလိုက်စားခြင်းကို ခံရရင်ပြည်သူလဲဆုံးတယ်ဝန်ထမ်းလဲအမုန်းခံရတယ်တပ်တကယ်ပကတိအရှိတရားပါဗောနော်နော်ပြည်သူလဲဆုံးရှုံးမှုတွေရှိတယ်ဝန်ထမ်းလဲအမုန်းခံရတယ်နော်အစောက်ကျင့်မကောင်းတဲ့အကျင့်ပြချတာလဲဝန်ထမ်းကလဲဒုက္ခရောက်တယ်အဲ့တော့ခမားတို့ပြောတဲ့မင်းကိုနိုင်တို့လင်းလင်းတို့ချစ်သူဝေတို့မင်းမော်ကုန်းတို့ ခမတို့ကြိုက်တဲ့နေရာမှာသွားကြည့်ပါကြော်တလင်းတို့ငပေါတို့နော်ခမတို့ပြောတဲ့အများကြီးအများကြီးရှိတဲ့လူတွေဘာတွေဖြစ်ကုန်ပြီလဲအဲ့တော့တမတော်ကဝေယူဒီချုပ်ကအခုရုရှားကိုသွားတယ်ဘီလီယံ20လို့တော့ချားတာပဲဘီလီယံ20က15ဘီလီယံလောက်ကကမ်းလွန်ရေနံမှာသုံးမယ်9ဘီလီယံကတော့ ကျွန်တော်လျက်စစ်နဲ့ပတ်သက်တဲ့ဟာတွေသုံးမယ်เนาะဒီတက်တော့ကဝေပစီချုပ်ဦးမင်းအောင်လှိုင်ရပါအောင်เนาะ15ဘီလီယံကန်းလွန်ဘာညာအဲ့လိုသူပါသူတို့ပါသူသုံးမယ်အတိုးမဲ့ချေးငွေပေါ့เนาะကျွန်တော်ကျွန်တော်ဒါကျွန်တော်ကဟိုတိတာပေါ့เนาะတိတာလေးလောက်ပဲရှိတာပေါ့ဟို9ဘီလီယံကတော့မြန်မာနိုင်ငံရဲ့လျက်စစ်ဟိုမှာသုံးမယ် အဲ့တော့ဒီလျက်စစ်မီတွေပြတ်တောင်းလို့တာဘာလို့လဲ PDF တွေတာဝါတိုင်းတွေ EBC တွေကိုဘုံခွဲတယ်နော်ဝန်ထမ်းစုပ်ဝန်ထမ်းပြက်ဝန်ထမ်းရုံးမာတွေကအစိုးရနဲ့ပြည်သူနဲ့ဂျာမန်ဖျဲသီးလုပ်တဲ့ဝန်ထမ်းတွေရှိတယ်နော်ကျွန်တော်တော်တော်ကာကွယ်ဦးစီးချုပ်ဦးမေအောင်လိုင်းနဲ့ဘာတူးချုပ်ကြီးဦးစိုးဝင်းကိုပြောချင်တာကလျက်စစ်မီမှာပဲတုံးတုံး ရေနဲ့စိတ်ကမ်းပါပဲ၃သုံးနိုင်ငံတော်ဘာချက်တည်းအနေနဲ့တော့ကျွန်တော်တို့တပ်မတော်သားတွေရဲ့ရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအတွက်ရိတ်ကအဆိုးမွေလေးတွေဒီကြံမတိုင်းရင်အမြန်ဆုံးတိုးပေးပါလို့ကျွန်တော်တို့ပြောခြင်းတယ်အဘာလို့အခုထားထားတဲ့850နဲ့ကျွန်တော်တို့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဘလို့မှစားလို့တော့လို့အဆင်မပြေပါဘူးခင်ဗျာ စားကြည့်ပါ950အဆုံငွေနဲ့ဟုတ်ပါတယ်စံနေစီတွေရိတ်ကားတွေပေးတာလည်းမီးတွေလည်းမပင်မီးတွေချောင်းမပြောနဲ့အခုမှမီးလာလို့ပြင်ဦးတွေမှာတော့မီးလာလို့เนาะမီးလာလို့မနေ့ပြန်ကြာဧကနေရာကိစ္စနဲ့เนาะဝင်ကြီးတယောက်လာမယ်ပြင်ဦးလည်းဟိုခဏထောင်းအဲ့ဒါနောက်မှနောက်ဆက်တွေမှာပြောမယ်เนาะအဲ့တော့ကျွန်တော်တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်ဆိုတာလည်း မနာနဲ့ကျွန်တော်တို့အမှန်တရားကိုပြောမှာပဲရဲတပ်ဖွဲ့ဝင်ဆိုတာကဥပဒေရဲ့လုံထုံးလုံးကြီးအောက်မှာပြည်ထရေးအောက်မှာရှိနေတဲ့အတွက်နော်ရဲတပ်ဖွဲ့ဝင်တွေဆိုတာကတချို့သောနေရာတွေမှာအဆင်ပြေနေပါသေးတယ်ဗျအဆင်မပြေနေတဲ့ရဲတပ်ဖွဲ့ဝင်တွေလည်းရခိုင်တို့ဘာတို့မှရှိပါတယ်9နှစ်6နှစ်လောက်ရှိပြီးပြန်မလာရဘူးနော်ဒါတွေကိုလည်းပြည်ထရေးဝင်ကြီးချုပ်ကြီးအဖ ဦးထွန်းထွန်းအောင်တို့ပြည်ရဲရေးအောက်မှာရှိတဲ့ရဲကျုပ်အဘဦးဝင်းစုံမိုးတို့ဟောနော်တိပါစီလိုပဲကျွန်တော်ပြောချင်ပါတယ်နော်တရားမျှတစွာနဲ့နော်ဝန်ထမ်းတွေကိုသူများတွေပြောသွားတယ်ဟိုမှာရဲတက်ချက်လာနော်တယောက်ပြောသွားတယ်ကျွန်တော်15နှစ်ရှိပါပြီတဲ့ရဲတက်ချက်ကဒီလိုဒီလိုပါတဲ့နော်ဒါကဟိုဘလို့ပဲပြစ်ပြစ်နေပုံရိပ်အနေနဲ့မကောင်းပါဘူးနော် သူပြောရတာကသူပြောသွားတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးအရဲဘယ်နေရာရဖို့ဘယ်ရာဓူးရဖို့ပတ်စံဘလောက်တွေဘေးနေရပါတယ်တို့နော်နေရင်းရဖို့ဘလောက်ပေးရမယ်တို့နော်အဟိုနေရာရဖို့ဘလောက်ပေးရဒီနေရာအဲ့ဒါတွေတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါရဲကိုတိုင်ကိုကတရားဝင်ပြောသွားတာအဲ့တော့ဒါတွေကိုရဲချုပ်ကြီးဦးဝင်းစုံဦးဝင်းစုံမိုးအနေနဲ့ပြန်ပြီးတော့မှနော်ကိုအောက်လက်မှာရှိနေတဲ့ ရဲတိုင်းတပ်ဖွဲ့မူတွေဒီမန္တလေးမှာဆိုဦးဝင်းဘိုလားဦးဝင်းဘိုဆိုတာကရခိုင်မှာပေါ့နော်ဟိုဟာဖြစ်ခဲ့တာရောက်နေတာပေါ့ပြောပြတာပြောနေတာကတော့ရဲတိုင်းတပ်ဖွဲ့မူအားလုံးရောဒီလိုကိစ္စမျိုးတွေကိုစီစစ်ပေးပါနော်ဒီအချိန်ဒီအချိန်ကမျိုးမှာတိုင်းပြည်ဒီလို ဖြစ်နေတဲ့အချိန်ဒီမှာကျွန်တော်တို့ကစစ်တပ်ပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်တခြားသောဌာနဆိုင်ရာဝန်ထမ်းတွေပဲဖြစ်ဖြစ်အားလုံးကိုဆွဲခေါ်သွားရပါလိမ့်မယ် တိုင်းပြည်ကောင်းသွားဖို့အတွက်နိုင်ငံကောင်းသွားဖို့အတွက်အဖွဲ့အစည်းတစ်ခုကိုပြည်သူလူထုကလေးစားဖို့အတွက် ကျွန်တော်တို့အားလုံးကိုတရားမျှတမှတ်တာနဲ့တမာတမတ်ဆန်ဆန်ပြောရပါလိမ့်မယ်